ကဲအလုံးမင်္ဂလာပါဗျ JDS channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့မှာတော့ဒီလာမယ့်မေလ17ရက်နေ့တနင်္ဂနွေနေ့မှာချင်ပါပြလုပ်သွားမယ့် UFC 215ပြိုင်ပွဲမှာဒါပါဝင်သွားမယ့်နာမည်ကြီးသွဲဆိုင်တချို့ကိုဝေကျူအထူးတုံတက်ချက်အနေနဲ့တုံတက်တင်ဆက်ပေးတော့မှာဖြစ်တယ်ဗျအဲ့တော့အထူးသဖြင့်ဒီ main card ထဲကသွဲဆိုင်ငားဆိုင်ကိုဒါဝေကျူတုံတက်ချက်အနေနဲ့ပြလုပ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်အခုပဲစတင်ကြလိုက်အောင်ပါโอเคဒါဆိုရင်ကျွန်တော်နောက်ဆုံးသွဲဆိုင်တစ်ဆိုင်ကိုတွားလိုက်အောင်ပါ ဲ့တော့ဒီတွဲဆိုင်ကတော့ဒါကျွန်တော်တို့အနေနဲ့လုံးဝလက်မလွတ်တင့်ပဲဒါစောင့်ကြည့်သွားမယ်တွဲဆိုင်ဒီဇိုင်းဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဝေဒာဝိတ်တန်ကလက်ရှိချန်ပီယံဖြစ်တဲ့ဒီဘလယ်မူဟာမက်ကဒါသူ့အနေနဲ့ဒီ ranking top 5တဲကပေါ့နော်ဒါဝေဒာဝိတ် ranking top 5ကဒီ jet della mandalena နဲ့ဒါရှင်ပြိုင်ထိုးတက်သွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီတွဲဆိုင်မှာကျွန်တော်တကယ်လို့ဒါဒီဘလယ်မူဟာမက်အနေနဲ့ချန်ပီယံခပ်ပတ်ပြုတ်သွားမယ်ဆိုရင်တော့ ဒါကြောင့်အနေနဲ့ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကအစ္စလာမ်ကချက်အနေနဲ့ဒီဝေဒဝိတန်ကိုတက်လာပြီးတော့မှဒါချန်ပီယံခပ်ပိုင်ရှင်ကို ဒါစင်ခွန်တူးတက်သွားမှာဖြစ်တယ်ဗောနော်အဲ့တော့ဒီလိုကြောင့်မကျွန်တော်အနေနဲ့ဒီသွဲဆိုင်ကိုမဖြစ်မနေကျွန်တော်စောင့်ကြည့်သွားတင်တယ်လို့ပြောဆိုရချင်းဖြစ်တယ်ဗောနော်โอเคဒါဆိုရင်ကျွန်တော်ဒီသွဲဆိုင်နဲ့ပတ်သက်ပြီးပွဲကျူတုံးတစ်ချက်လေးသွားလိုက်အောင်ပါအဲ့တော့ဘလမူဟာမက်ဆိုတဲ့ fighter လို့ပြောလိုက်မယ်ဆိုတော့ဒါပရိသတ်တွေအားလုံးသိရှိခဲ့ကြပြီးသားအတိုင်းပဲဗောနော်အဲ့တော့ဒီ fighter ကပြန်ဖက်တွေကိုဒါကင်ပေါက်လိုက်ဒါမှမဟုတ်လဲဒါပြန်ကောက်လိုက်ပုံစံမျိုးလုပ်ပြီးတော့မှဒါနိုင်ပွဲဆက်နေတယ်ဗောနော်အဲ့တော့ပြောမယ်ဆိုတော့ဒါ finishing rate အရပြောမယ်ဆိုတော့တော်တော်လေးအားနည်းတယ် ဒါ BG လက်ကြီးလေးနဲတယ်ဗောနော်ဒါ UFC မှာဆိုရင်တော့ဒီဘလယ်မိုဟာမက်ရဲ့စွမ်းဆောင်ကြီးကျွန်တော်တွားပြီးလေ့လာကြည့်လိုက်မယ်ဆိုရင်တော့ဒီတိုင်းအဆုံးဖြတ်ထိရောက်ထားတဲ့ပွဲတွေတော်တော်လေးများတာတွေ့ရတယ်ဒါကစားပုံအရပြောရင်တော်တော်လေးကျင်းဖို့ကောင်းတဲ့ဒါအနေထားမျိုးတွေရှိတယ်ဗောနော်အဲ့တော့ပြောမယ်ဆိုရင်တော့ဒီဘလယ်မိုဟာမက်ကချန်ပီယံတူတာဖြစ်နေတာဗောနော်ဒါတော်တော်များများကဒီသူ့ကိုတိတ်ပြီးသဘောမကျဘူး ဒါကစားပုံအရလဲတက်ဆိုင်တယ်ဗောနော်ဒါဒီဖိုက်တာကိုတော်တော်များများကဝေဖန်နေတာလဲဒါတွေ့ရတယ်ဗောနော်အဲ့တော့တပတ်ကဒီဂျက်တယ်လာမတန်လင်နာကတော့ဒီပေါင်းစင်တမဆစ်စစ်တူလို့တော့ပြောလို့ရတယ်ဒီကစားဟန်นี่ကျွန်တော်တော်ပြီးလေးလာကြည့်လိုက်မယ်ဆိုတော့ဒါဒီလက်သီးကိုပို့ပြီးတော့မှဒါအတားပြုတ်ပြီးတော့မှကစားတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ပါဝါအရကျွန်တော်သွားပြီးကြည့်လိုက်မယ်ဆိုတော့ဒါအရင်ကြီးပြင်းတဲ့အဲထဲမှာတော့မပါဘူးဒါ Gwaflin Ski ကတော့ဒါအနေငယ်ပြောစရာရှိတယ် ဒါအရင်ကြီးကောင်းတဲ့ထဲတော့မပေါဘူးเนาะဒါထိုက်တောင်း defend တွေကတော့ဒါမဆိုးဘူးဒါ fighter တွေတော်တော်များများကျွန်တော်ဝင်လုံးလာမယ်ဆိုရင်တော့ဒါသူ့အနေနဲ့ဒီအကောင်းဆုံး defend လုပ်ပြီးတော့မှဒီ body transition လုပ်တဲ့အပိုင်းမှာကလည်းသူ့အနေနဲ့ဒါကောင်းတဲ့အနေထားမျိုးတွေရှိတယ်ပေါ့เนาะအဲ့တော့ဒီထိုက်တောင်း defend အပိုင်းအရာတော့ဒါအစင်ပြည့်တဲ့ fighter တူဖြစ်တယ်။ဒါ ground ဘက်မှာတော့ပြောအစောဘက်မှာပြောခဲ့တူတူပဲ။ဒါအရင်ကြီးကောင်းတဲ့ထဲမှာတော့မပါဘူး။ ဲ့တော့ဒီလိုဖိုင်တာတွေကဒါပြန်ဖက်ကဒါခုကိုဝင်လုံးလာမယ်ဆိုရင်တော့မှဒါအထိနာအောင်ဒါလုံနိုင်ဖို့ဆိုတာကမလွယ်ဘူးပေါ့နော်အဲ့တော့ဒီအချက်ကပြောရမယ်ဆိုတော့ဒါဂျက်ဒယ်လာမန်ဒလနာရဲ့ဒီအာတာဆုံးအချက်တစ်ချက်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အမြင်အရဆိုရင်တော့ဒီတစ်ချက်ကသူ့ကိုဒါပွဲတွင်းမှာဒါအနိုင်ရရှိသွားနိုင်စေတဲ့ဒါအဓိကတစ်ချက်ဖြစ်တယ်လို့ဒါပြောချင်တယ်ပေါ့နော်အဲ့တော့ဘလန်မိုဟာမက်ကတော့အခုလက်ရှိအချိန်မှာတော့သူ့အနေနဲ့ဘောက်ဆင်ကိုလိကျင့်နေတယ် အဲ့တော့ဒါသူကတော့ဒီလာမယ့်ပွဲစဉ်မှာဒါ Canelo Alvarez လို့ဒါကစားပြမယ်လို့ဒါကြုံဝါထားတယ်ဗောနော်အဲ့တော့ Canelo Alvarez ကတော့ဒါဘောင်စင်ပိုင်းမှာတကယ့်ကိုဒါထိတ်တန်းနာမည်ကြီး fighter တူဖြစ်တယ်ဗောနော်ဒါပရိသတ်တွေအားလုံးကလည်းသိရှိကြမယ်လို့ယုံကြည်တယ်ဗောနော်ဘလနေနဲ့ကတော့ဒီဘောင်စင်ပိုင်းမှာဒါအကောင်းဆုံးပုံစံမျိုးလိချင်းပြင်ဆင်နေတယ်ဆိုပြီးမဲ့လဲဒါသူ့ရဲ့ဒီ striking skill အရာကတော့ဒါ Jet Della Madalena ကိုရှင်းနိုင်ဖို့ဆိုတာက ါတော်တော်လေးကိုခက်ခဲတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်တကယ်လို့ဒါဒါတွားပြီးတော့မှဒါရှင်ထူးမိမယ်ဆိုရင်တော့ဒါပလေမိုဟာမက်ကပြောမယ်ဆိုတော့တကယ်ကိုဒါမိုက်မိုက်မဲမဲပုံစံမျိုးလှုပ်ရက်မျိုးနဲ့ဒါပြိတက်တွေလုံးဝမထင်မှတ်ထားတဲ့ပုံစံမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့သုံးစံအတိုင်းပဲဒါပလေမိုဟာမက်ကတော့ဂျက်တလာမန်ဒလနာကိုဒါဝင်လုံးလိုက်ပြန်ဖြစ်လိုက်လုတ်ပြီးတော့မှဒါအမတ်အပြတ်သက်ပုံစံမျိုးနဲ့ရှင်ပြန်ကစားသွားနိုင်ချေရှိတယ် အဲ့တော့ဒီနေရာမှာကျွန်တော်ချက်ဒေလာမက်ဒလင်နာရဲ့ဒီပွဲသိမ်းနိုင်မှုစွမ်းဆောင်ရည်ကိုကျွန်တော်တို့အနေနဲ့ဒါလုံးဝ short တွက်ထားလို့မရဘောเนาะအဲ့တော့ကျွန်တော်အစောပိုင်းမှာပြောထားသလိုပဲဒီလက်တီပါဝါရဒါအရင်ကြီးတယ်မပြင်းဘူးဆိုပေမဲ့ဗောเนาะဒါသူ့အနေနဲ့ဒီ finishing rate အရပြောမယ်ဆိုရင်တော့ဒီကောင်းနေတဲ့ fighter တူလို့ဒါပြောလို့ရတယ်ဒါပြန်ဖက်ကိုသူ့နဲ့အခွင့်အရေးရမယ်ဆိုရင်လည်းဒါဒီပွဲဖြတ်နိုင်တဲ့ဒီစွမ်းဆောင်ရည်ကောင်းမျိုးတွေရှိနေတယ်ဗောเนาะ ဒီအတွက်ကြောင့်မို့ဒီပွဲစဉ်မှာဒါဗလဲမိုဟာမက်အနေနဲ့ဒါဒူးတတောင်းဒါချီကန်ချက်တွေကိုဒါမထင်မထားပဲနဲ့ရှောက်တုံးမိခဲ့မယ်ဆိုရင်တော့ဒါသူ့အနေနဲ့ဒါတပတ်ကဂျက်တယ်လာမက်ဒလင်နာရဲ့ဒါအဆုံးသက်ချင်းကိုဒါခံရသွားနိုင်ခြင်းရှိတယ်ပေါ့နော်အဲ့တော့ဒီဗလဲမိုဟာမက်ရဲ့ကစားပုံအရဆိုရင်တော့ဒါမရမကဝင်လုံးပြီးတော့မှဒီပြိုင်ဖက်တွေကိုဒါနောက်ဆုံးအချီထိဒါဆွဲခေါ်ပြီးတော့မှအမတ်ဒီအဆုံးဖြတ်ပုံစံမျိုးနဲ့ဒါဆွဲခေါ်ကစားသွားနိုင်ခြင်းရှိတယ် အဲ့တော့ဒီသွဲဆိုင်နဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အမြင်ကိုပြောရမယ်ဆိုရင်တော့ဒါဘလဲမိုဟာမက်ကိုကျွန်တော်အနိုင်ရယူသွားနိုင်ချေရှိတယ်လို့ဒါခံမှန်းချင်တယ်ပေါ့နော်။ဒါအဓိကအကြောင်းရင်းကိုပြောရမယ်ဆိုတော့ဒါဘလဲမိုဟာမက်ရဲ့ဒီတက်လုံတွေဒါသူ့ရဲ့ဒီစွမ်းဆောင်ရည်ပေါ့နော်စွမ်းဆောင်ရည်ကကျွန်တော်တို့ဒီအရင်ကြီးဒါအာရဂျီနဲ့လောက်တဲ့စွမ်းဆောင်ရည်မျိုးမဟုတ်ဘူးဆိုပေမဲ့လည်းဒါပြန်ဖက်တွေအနေနဲ့ဒီကျွန်တော်တို့ဘလဲမိုဟာမက်ကိုဒါအဆုံးတက်ဖို့ဆိုရင်တော့ဒါတော်တော်လေးခက်ခဲတဲ့အနေအထားမျိုးတွေရှိနေတာမျိုးတွေ့ရတယ်ပေါ့နော်။ โอเคအဲ့တော့ကျွန်တော်ဒီကနေ့မှာတော့ဒါဒီလာမယ့်တနင်္ဂနွေနေ့ဒီကနေ့ဒါနိုင်ငံမှာချင်းပပြုတ်လောက်သွားမယ့် UFC 215ပြန်ပွဲကြီးနဲ့ပတ်သက်ပြီးတော့မှဒါ main card ကအဓိကတွဲဆိုင်ငားဆိုင်ကိုဒါပွဲကျူသုံးတစ်ချက်ပုံစံမျိုးလေးနဲ့ဒါပြုတ်လောက်တင်ဆက်ပေးသွားခဲ့တာဖြစ်တယ်ဗောနော်ဒါအားလုံးပဲကြိုင်နေတက်လိမ့်မယ်လို့ယုံကြည်တယ်ဗောနော်ဒါအဆုံးထိကြီးစုကြံပေးနေတဲ့ ဒါပရိသတ်တူတယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နောက်လာမယ့်နေ့ရက်တွေမှာလည်းဒီတခြားသောစိတ်ဝင်စားစရာပွဲစဉ်တခြားသောစိတ်ဝင်စားစရာကျွန်တော်တွဲဆိုင်တုံးတစ်ချက်တွေကျွန်တော်အမြင်တွေကိုကျွန်တော်ထည့်သွင်းပြောဆိုတောင်းပို့ရှိပါတယ်ဒီအတွက်ကြောင့်မဆောင်မြုံကြည့်ရှုအားပေးဖို့ဒီကနေ့ထမှန်ပေးခွင့်ချင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုဆပ်ဖြစ်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်နေကြပါစေပရိသတ်တွေအနေနဲ့လုံးဝလက်မလွတ်တင့်တဲ့ဒီချန်ပီယံခပ်ပတ်လူပွဲတစ်ပွဲဖြစ်တဲ့ဒါ Flyweight တန်က ဒီဗလက်တင်နာရှင်ချန်ကိုဆိုတဲ့ဒါချန်ပီယံဖိုင်တာတအူးနဲ့ဒါရန်ကင်းကျွန်တော်တို့အဆင့်ဒီဖလိုက်ဝေးရဲ့အဆင့်နဲ့နေရာမှာရည်တည်နေတဲ့ဖိုင်တာတအူးဖြစ်တဲ့ဒါပြင်တစ်ကမန်နိုဒါဖီရိုဆိုတဲ့ဖိုင်တာတို့ဒါရှင်ပီယံထုတ်တဲ့သွားမဲ့တွဲဆိုင်နဲ့ပတ်သက်ပြီးဒါပွဲကျူတုံးတဲ့ချက်လေးပြုလုပ်ပေးချင်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီ Valentina Shechen ကိုလို့ပြောလိုက်မယ်ဆိုရင်တော့ဒါပရိသတ်တွေကိုအထူးမိတ်ဆက်ပြီးဖို့မလိုဘူးလို့ထင်တယ်ဗျ။ဒါမွေထိုင်းနဲ့ဂျူဒိုကိုအားပြုတဲ့ ဒါကစားသမားဖြစ်ပြီးတော့မှဒီအကောင်းဆုံးအချိန်ကိုရောက်ရှိနေတဲ့ fighter တူလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီတစ်ဖက်ကပြင်တစ်က fighter တူဖြစ်တဲ့ Manon Firo Ro ဆိုတဲ့ fighter ကတော့ဒီ Griffin ပိုင်းမှာအာတန်နဲ့ fighter တူဖြစ်တယ်ပေါ့နော်ဒါအလုံးထဲရပြောမယ်ဆိုရင်ဒါတော်တော်လေးကြီးတယ်ဟိုရင်တော့ကသူရှင်ပြန်ထူးတက်သွားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်တွားပြီးလေ့လာကြည့်မယ်ဆိုရင်တော့ဒါအလဲထိုးနိုင်ပွဲတွေ ဒါတွေ့မြင်ခဲ့ရတာတွေရှိတယ်။ဒါ UMC အဖွဲ့အစည်းကိုဒါရောက်ရှိတွန်းပြီးတွန်းတဲ့နောက်ပိုင်းမှာဆိုရင်တော့ဒါသူ့ရဲ့ပွဲစဉ်ကျွန်တော်တို့တော်တော်များများတွန်းပြီးလေ့လာကြည့်လိုက်မယ်ဆိုရင်တော့ဒီ definition အပိုင်းမှာပေါ့နော်ဒါအားနည်းနေတာမျိုးလေးတွေ့ရတယ်။ဒါပြိုင်ဖက်ကိုလည်းသူ့အနေနဲ့ဒါဝင်လုံးလိုက်ထူထောင်လိုက်ပုံစံမျိုးနဲ့ ဒီအမတ်ရယူမှုစနစ်ပုံစံမျိုးနဲ့ဒါရှင်ပြန်ကစားပြီးတော့မှဒါပြိုင်ဖက်တူကိုအနိုင်ရယူတာတွေတွေ့ရတယ်။တော့အခုချိန်မှာဆိုရင်တော့သူအနေနဲ့ဒါချန်ပီယံလူခွင့်အနေထားထိပါကျွန်တော်ဖြစ်လာခဲ့တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့အနေနဲ့သူ့ရဲ့ striking point ကိုပြောရမယ်ဆိုရင်တော့ဒါဗလက်တီနာရှချန်ကိုကိုမိဖို့ဆိုရင်တော့တိတ်တော့မလွယ်ဘူး။ဒါတော်တော်လေးကျွန်တော်တို့ပြင်ဆင်ရမယ့်အပိုင်းတွေရှိနေသေးတယ်ပေါ့နော်။ဒီဗလက်တီနာရှချန်ကိုကတော့ဒါသူ့ရဲ့ကစားပုံကျွန်တော်တို့တွားပြီးကြည့်မယ်ဆိုရင်တော့ဒါခြေတွက် လက်တွဲရှိတယ်ပေါ့နော်ဒါ movement အရာပြောမယ်ဆိုရင်ဒါ speed အရာပြောမယ်တော်တော်လေးမြင်တဲ့ fighter တူဖြစ်တယ်ဒါလက်တီးတွေကလည်းပြောမယ်ဆိုရင်တော့ဒီ stand fight fighter တွေထဲမှာကျွန်တော်တိကျမှုရှိတဲ့ fighter တအုပ်အဖြစ်ကျွန်တော်ရက်တီနေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ power ကတော့ပြောမယ်ဆိုရင်တော့ဒီအရင်ကြီးကြီးတဲ့ fighter တွေထဲတော့မပါဘူးဒါ ဒီတွဲလုံးတွေကျွန်တော်ဝင်ပြီးတော့မှဒါထိုးမယ်ဆိုရင်လည်းဒါပြန်ဖက်ကကျွန်တော်ဒီမောက်ချသွားနိုင်တဲ့အနေအထားမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီတွဲဆိုင်နဲ့ပတ်သက်ပြီးဒါခြုံပြီးတော့မှကြီးလိုက်မယ်ခြုံပြီးတော့မှတုံးတက်လိုက်မယ်ဆိုရင်တော့တကယ့်ကိုဒီ way round တဲ့ဖြစ်တဲ့ fighter တူဦးနဲ့ဒီနဘန်းကိုကျွန်တော်ဒီ ground ဘိုင်းမှာအသားပြုတဲ့ fighter တူဦးတို့ဒါအရှင်ပြန်ထူးတက်တဲ့ပွဲစဉ်မှန်းကျွန်တော်တည်တာတယ်ပေါ့နော်အဲ့တော့ဒီပြန်ဖက်ဖြစ်တဲ့ ဒါမနွန်ဖီရောကတော့ဘလိုပဲပြောပြောဒီဗလက်တီနာရှက်ချန်ဂိုကိုဒါသူအားတန်တဲ့ဒီ ground pine ကိုဆွဲခေါ်ပြီးတော့မှဒါကစားဖို့ပဲဒီနီလန်ပဲရှိတယ်ပေါ့နော်အဲ့တော့ဒီနီလန်နဲ့ပဲသူ့အနေနဲ့ဒါချန်ပီယံခပ်ပတ်ကိုဒါရယူတော့နိုင်အောင်ဒါဆွမ်းဆောင်နိုင်ဖို့လိုအပ်တယ် ဲ့တော့ဒီလိုမှမဟုတ်ဘဲဒါ Stanford ချင်း Platina ချက်ချင်းကိုနဲ့တွားပြီးရှင်ထူးမိမယ်ဆိုရင်တော့ဒီချတယ်သူနေလဲအရှုံးနဲ့ရင်ဆိုင်တွားရောက်ဖို့ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီ Platina ချက်ချင်းကိုရဲ့ဒါအခုနောက်ပိုင်းဒါသူစွမ်းဆောင်ပြခဲ့တဲ့ဒီစွမ်းဆောင်ရည်ကိုတွားပြီးကြည့်မယ်ဆိုရင်ပေါ့နော်ဒါ Grafinski အပိုင်းမှာဒီနည်းနည်းလေးတူးတက်လာတာမျိုးမဟုတ်ဘဲနဲ့ဒီတဟုန်ထူးတူးတက်လာတာမျိုးတွေ့ရတယ်။ဒါ striking တမားစစ်စစ်တူးဆိုပြီးမဲ့ဒါ graphing ပိုင်းမှာကလည်းပြောမယ်ဆိုရင်တော့ဒါ ထိတ်တန့်အဆင့်တနေရာကိုကျွန်တော်ရောက်ရှိလာနေတာမျိုးတွေ့ရတယ်။အဲတော့ကျွန်တော်တို့အနေနဲ့ဒီရှေ့အဖြစ်မှာပြောဆိုတွားခဲ့သလိုပဲဒါပြင်သစ် fighter ဖြစ်တဲ့ Manon Firo ကဒါဗလက်တီနာရှေချန်ကိုကိုဒါဝင်လုံးမပဲသူ့အနေနဲ့အနိုင်ရရှိဖို့အတွက်အခွင့်အရေးရှိမှာပေါ့နော်။အဲတော့ဒါလွယ်တကူဝင်လုံးနိုင်ဖို့ဆိုရင်တော့ဒါလွယ်ကူတဲ့အနေအထားမျိုးတော့မရှိဘူး။ဒါဗလက်တီနာရှေချန်ကိုကလည်းဒီ ground ဘိုင်းမှာဆွမ်းဆောင်ကြီးအပိုင်းရပြောမယ်ဆိုတော့ဒါတော်တော်လေးကိုကောင်းနေတယ်ဗောနော်အဲ့တော့ဒီတွဲဆိုင်နဲ့ပတ်သက်ပြီးဒါ ကျွန်တော်ရဲ့အမြင်အရဆိုရင်တော့ဒါဘလက်တီနာရှစ်ချန်ကိုအနေနဲ့ဒီပြိုင်ဖက်ဖြစ်တဲ့ဒါမန်နိုဖီရောကိုအလဲထိုးပုံစံမျိုးနဲ့ဒါအနိုင်ရယူသွားနိုင်မယ်လို့ခန့်မှန်းချင်တယ်ပေါ့နော်အဲ့တော့ပရိသတ်တွေအနေနဲ့ရောဒီတွဲဆိုင်နဲ့ပတ်သက်ပြီးဒါဘယ်လိုမျိုးထင်မြင်ယူဆချက်တွေရှိသလဲပေါ့နော်အောက်ကကွန်မန့်မှာဝင်အောင်ဆွေးနွေးတောင်းပြလို့ရပါတယ်ပထမဦးဆုံးအနေနဲ့ lightweight တွဲဆိုင်ဒီဇိုင်းဖြစ်တဲ့ဒါ Binti Fighter Binui Saint Denis ဆိုတဲ့ fighter နဲ့ဒါ Canada Fighter တို့ဖြစ်တဲ့ Kylie Brooklets တို့ရဲ့တွဲဆိုင်လေးကလည်းပြီးတော့မှဆားလိုက်ချင်ပါတယ် မင်းတို့စိတ်ဒန်းနစ်ဆိုတာကတော့ဒါပြောမယ်ဆိုတော့ဒါကန်တတော်လေးကိုစူးတဲ့ fighter တူလို့ပြောလို့ရပါတယ်အဲ့တော့သူအနေနဲ့ကတော့ဒီပွဲတွင်းဒါရှင်ပြန်ထူးတက်တဲ့အချိန်မှာပေါ့နော်ဒါသူ့ရဲ့ဒီဆုံးဖြတ်ချက်အမားကြောင့်ဒါသူ့အနေနဲ့နှစ်ပွဲဆက်ဒါရှုံးနေသွားခဲ့ရတယ်ပေါ့နော်အဲ့တော့အထူးသဖြင့်ဒါ Destin Poirier နဲ့ဒါရှင်ပြန်ထူးတက်ခဲ့တဲ့ပွဲစဉ်မှာဆိုရင်တော့ဒါ rated တွေအလုံးသိရှိခဲ့ကြမယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီပထမအချိန်မှာဆိုရင်တော့ဒါ Destin Poirier ကိုသူ့အနေနဲ့ဒါဒီအမတ်အပြတ်တက် ဒီအတားစီပုံစံမျိုးနဲ့သာရှင်ပြိုင်ထိုးတက်သွားနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီဒုတိယခြေလဲရောက်တဲ့အချိန်မှာဆိုရင်တော့ဒါဘီနွေစိန်ဒန်နစ်ကဒီဒက်စတင်ပူရီယန်နဲ့ဒီသူ့အနေနဲ့ပေါ့နော်ဒီ ground ပိုင်းမှာကျွန်တော်ရှင်ပြီးတော့ကစားမယ်ဆိုရင်ဒါအနိုင်ရယူလို့ရတဲ့အနေထားမျိုးမှာပေါ့နော်ဒီ stand fight ပိုင်းနဲ့ဒါသူတို့ပြန်ကိုတို့ပြန်ဒါရှင်ထိုးပြီးတော့မှဒါကစားမိခဲ့တယ်ပေါ့နော်အဲ့ဒီအမားကြောင့်ပဲဘီနွေစိတ်ဒန်နစ်ဆိုတဲ့ဖိုက်တာကဒါဒက်စတင်ပူရီကိုဒါအလဲထိုးနဲ့ ဒါရှုံပေးလိုက်ရတယ်ပေါ့နော်အဒါအလိုပဲရှုံနေပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့သူအနေနဲ့ဒီ ranking အောက်ပိုင်းကိုရောက်သွားတယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာဆိုရင်တော့ Binway Saint Dennis ကဒါ Renanto Moiken နူဆိုတဲ့ fighter ကိုဒါဆက်ပြီးတော့မှရှုံနေတွားခဲ့ရပါတယ်အဲ့တော့ရှုံနေတွားခဲ့ရတဲ့အဓိကအကြောင်းရင်းကတော့ဒါ Renanto Moiken နူရဲ့ဒီထိတ်တောင်းတွေကြောင့်ဒါရှုံတွားခဲ့ရတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ဒီပွဲစဉ်ကိုဒါအသေးစိတ်တွားပြီးတော့မှလေ့လာကြည့်လိုက်မယ်ဆိုရင်တော့ ာ Renan to Michael to ကဒါဝင်လုံးပြီးတော့မှဒီ Binoy Saint Dennis ကိုပေါ့နော်ဒါထူထောင်ပြီးဒါကစားပြသွားခဲ့တယ်ပေါ့နော်အဲ့လိုအနေထားမျိုးမှဆိုရင်တော့ဒါ Binoy Saint Dennis အနေနဲ့ဒါတော်တော်လေးကိုယ်ပြေသွားခဲ့တယ်လို့ပြောမယ်ဗျအဲ့တော့ဒီဒုတိယအချီပြန်ဆတဲ့အချိန်မှဆိုရင်လေဒါအကွဲပြဲတွေများလို့ဆိုပြီးတော့မှဒါဆရာဝင်တွေရဲ့စစ်စစ်ချက်အရာပေါ့နော်ဒါ ဒီအရှုံးပုံစံမျိုးဒါ TKO ပုံစံမျိုးနဲ့ဒါရှုံးနေတွားခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီကလို့ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေထဲမှာပေါ့နော်ဒီပွဲစဉ်လေးကိုမကြည့်ရသေးတဲ့ပရိသတ်တွေရှိအောင်မယ်ဆိုရင်ကျွန်တော်ဒီ description link မှာ link လေးချထားပေးပါမယ်အဲ့ဒီမှာကျွန်တော်တွားပြီးတော့မှဝင်ရောက်ကြည့်ရှုနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘင်းနွေစိတ်ဒန်နစ်ကအခုဆိုရင်တော့ဒါသူ့အနေနဲ့ဂျော့အာဘရက်ဆိုတဲ့ဖိုက်တာနဲ့ဒါရှင်ပြိုင်ထူးတက်သွားရဖို့ရှိနေတယ်ပေါ့နော် ဲ့တော့ဒါလက်ရှိမှာဆိုရင်တော့ဒါသွေးဆိုင်ကဒါရုပ်တရက်အပြောင်းလဲဖြစ်သွားခဲ့တယ်။ဒါ Jaw Abrex ဆိုတဲ့ fighter ကနှုတ်ထွက်သွားခဲ့ရတဲ့အတွက်ကြောင့်မို့ဒီကနေဒါက fighter တူဖြစ်တဲ့ကျွန်တော် Kylie Brookless ဆိုတဲ့ fighter ကဒါလူစားဝင်ပြီးတော့မှအာထူတက်ပြီးသွားခဲ့ရတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီတစ်ဖက်က Kylie Propolis ဆိုတဲ့အကြောင်းလေးကိုဒါပြောလိုက်ရအောင်ပါသူကတော့ပြောအောင်မယ်ဆိုတော့ဒါအသက်အရွယ်ရဒါအကြီးပိုင်းကိုရောက်နေတဲ့ တာ fighter တူလို့ပြောလို့ရတယ်ဗောနော်အရင်တုန်းကဆိုရင်တော့ဒါ UFC အဖွဲ့အစည်းမှာဒါကစားဖူးခဲ့ပြီးမဲ့လဲဒါရလက်ပိုင်းအရာပြောမယ်ဆိုရင်တော့ဒီအရင်ကြီးကောင်းတဲ့အနေထားမျိုးမရှိတဲ့အတွက်ကြောင့်မို့ဒါစာချုပ်ချက်သိမ်းခံလိုက်ရတယ်ဗောနော်အဲ့ဒီနောက်ပိုင်းမှာဆိုရင်တော့ဒါတခြားအဖွဲ့အစည်းတွေမှာဒါတွားပြီးတော့မှတော်ဝင်ရောက်ရှင်ပြိုင်ထူးတက်တာမျိုးတွေဒါတွေးခဲ့ရတယ်အဲ့တော့အခုလက်ရှိမှာတော့ဒါ Joe Abrams ဆိုတဲ့ fighter ကဒါနှုတ်ထွားခဲ့ရတဲ့အတွက်ကြောင့်မို့ ဒါပြောမယ်ဆိုရင်တော့ဒီ UFC 315ကလည်းဒါကနေဒါမှာကျွန်တော်ဂျင်းပါပြုတ်လို့မဲ့ပွဲစဉ်ဖြစ်တာကြောင့်လည်းပါတယ်အဲ့တော့ fighter ရုပ်တရက်ကျွန်တော်ရှာမယ်ဆိုရင်ရှာလို့မလွယ်တဲ့အနေအထားမျိုးရှိတယ်ပေါ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ဒီဒီကနေဒါမှာဂျင်းပါမဲ့နိုင်ငံက fighter တအူးနဲ့ဒါပွင့်တယ်ပြီးလိုက်တယ်လို့ပဲပြောမယ်ပေါ့နော်အဲ့တော့ဒီအဲ့လိုပွဲတယ်တဲ့အနေအထားမှာကျွန်တော်ခိုင်လီဒါ propolis ဆိုတဲ့ Delta Fighter ကလူဆောင်းဝင်ပြီးတော့မှရှင်ပြန်ထိုးတက်ပေးရတာဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီ Kylie Propolis ရဲ့ဒီကစားဟန်ကိုဒါကျွန်တော်တို့အနေနဲ့အသေးစိတ်တွန်းပြီးတော့မှလေ့လာကြည့်မယ်ဆိုတော့ဒါဒီ Fighter ကသူ့ရဲ့ဒီနဗန်းပိုင်းနဲ့ဒီ boxing ပိုင်းကိုဒါအတားပီးပြီးတော့မှရှင်ပြန်ကစားတက်တဲ့ fighter တအူးဆိုတာကျွန်တော်သိမြင်ရမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ဆွဲဆုံရ fighter ဆိုပေမဲ့လည်းဒီထိုက်တန်အစ်မျိုးရှိတဲ့ fighter တအူးတော့မဟုတ်ဘူး။ဒါတချို့နေရာမှာကတော့ ဒါအထူးသဖြင့်ကျွန်တော်တို့အနေနဲ့ဒါချီးကျူးရမှာကတော့ဒါသူရဲ့မာကုံဖြစ်တယ်။ဒါတုံယုံတန်ယုံကျွန်တော်ထိချက်မျိုးလောက်နဲ့ဆိုတော့ဒါ defighter ကကျသွားတာမျိုးဒါလုံးဝမရှိနိုင်ဘူးပေါ့နော်။တကယ့်ကိုကျွန်တော်ပါဝါပြင်းပြင်းနဲ့ဒါရှင်ပြန်ထိုးတက်နိုင်တဲ့ fighter တွေလောက်မှပဲကျွန်တော်ဒီ propulsion ဆိုတဲ့ fighter ကိုကျွန်တော်အလဲထိုးနိုင်မှာဖြစ်တယ်ပေါ့နော်။အဲ့တော့ defighter ဟာတပတ်လူလောက်မှလူစားဝင်ပုံစံမျိုးနဲ့ရှင်ပြန်ထိုးတက်ပေးရတဲ့အတွက်ကြောင့်မို့ဒါပြင်ဆင်တဲ့အပိုင်းမှာလဲဒါအချိန်ပိုင်းအရာပြောမယ်ဆိုတော့ဒါတော်တော်လေးကိုနည်းခဲရပြီးတော့မှ ်အသူအနေနဲ့ဆွမ်းဆောင်ရည်အကောင်းဆုံးအနေထားကိုပြသနိုင်ဖို့အတွက်ဆိုရင်တော့ဒါမူလေကူတဲ့အနေထားမျိုးရှိနေတယ်ပေါ့နော်အဲ့တော့ဒီအချက်တွေကြောင့်ပဲဒါကျွန်တော်အနေနဲ့ကတော့ဘီနွိစိန်ဒန်နစ်ကိုဒါအတားစီပုံစံမျိုးနဲ့အနိုင်ရယူတွားနိုင်မယ်လို့ဒါခန့်မှန်းချင်ပါတယ်โอเคဒါဆိုရင်ကျွန်တော်နောက်ထပ်သွေးဆိုင်တဆိုင်ကိုတွားလိုက်အောင်ပါနောက်ထပ်သွဲဆိုင်တဆိုင်ကတော့ဒါအမျိုးသမီး flyweight ဒီ MMA သွဲဆိုင်တဆိုင်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီသွဲဆိုင်မှာဆိုရင်တော့ ဒီ flight weight ranking ဒါအဆင့်တင့်နေရာမှာရက်တည်နေတဲ့ဒါ Mexico fighter မတူဖြစ်တဲ့ Alessa Brasso နဲ့ဒါ Brazil fighter တူဖြစ်တဲ့ဒါ Nathamia Seva ဒါ ranking fight မှာရက်တည်နေတဲ့ဒါ fighter တို့ဒါရှင်ပြိုင်ထူးတက်သွားမှာဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်ကိုလည်းကျွန်တော်တို့အနေနဲ့ဒါစောင့်ကြည့်သွားတင်တယ်ပေါ့နော်အဲ့တော့ Alessa Grasso ကတော့ဒီသူ့အနေနဲ့နောက်ဆုံးပွဲရှင်ပြိုင်ထူးတက်ထားခဲ့တဲ့ပွဲစဉ်မှာဆိုရင်ဒီ Valentina Shevchenko ဆိုတဲ့ ဒါ Champion Fighter မှာတအူးလေးကိုဒါအမှတ်အပြတ်တက်နဲ့ဒါရှုံးနေထားခဲ့ရတယ်ပေါ့နော်။ သူအနေနဲ့အဲ့ဒီပွဲရုံးနေပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့ဒါ flyweight champion ပွဲကိုဒါဆွလို့ပြလိုက်ရတယ်။အဲ့တော့ Alessu Grassu ဆိုတဲ့ fighter ကဒါသူ့ရဲ့ဒီနောက်ဆုံးပွဲမှာဆိုရင် Valentina Shevchenko ဆိုတဲ့ fighter ကိုအမတ်အပြတ်တက်နဲ့ရှုံးနေထားခဲ့ရတာတွေ့ရတယ်။အဲ့ဒီပွဲရုံးနေပြီးသွားတဲ့နောက်ပိုင်းမှာပဲသူအနေနဲ့သူ့ရဲ့ဒီ flyweight champion ပွဲကိုဒါဆွလို့ပြလိုက်ရတယ်ပေါ့နော်။အဲ့တော့ဒီ fighter ကပြောမယ်ဆိုတော့ဒီတန်စကာအတွင်းမှာရှင်ပြိုင်ထူးတက်တဲ့အချိန်မှာဆိုရင်တော့ဒီအမအရင်အရပြောမယ်ဆိုရင်ဒါတော်တော်လေးကို နည်းတဲ့ fighter တူဖြစ်တယ်ဗောနော်အဓိကအပြင်ကတော့ဒီ Gwflin Ski ကြောင့်တာသူအနေနဲ့ဒီအမတ်အပြတ်တဲ့ရှုံးနေခင်းရပြီးတော့မှသာခက်ပက်ကို လက်လွတ်ပေးလိုက်ရတာဖြစ်တယ်ပေါ့နော်အဲ့တော့တစ်ဖက်ကသူနဲ့ရှင်ပြိုင်ထူးတက်သွားမဲ့ဒီနာသလီယာစီဗာကတော့ UFC အဖွဲ့အစည်းမှာဒါလုံးဝရှုံးပွေးမရှိထားသေးတဲ့ fighter တူဖြစ်ပါလေအဲ့တော့ဒီ fighter ရဲ့စွမ်းဆောင်ရည်ကိုကျွန်တော်တောင်းပြီးကြည့်လိုက်မယ်ဆိုရင်တော့ဒါအထင်ကြီးစရာတွေကိုဒါတွေ့မြင်ရမှာဖြစ်တယ်ဒါတော်တော်များများကျွန်တော်သူ့ရဲ့ဒီ striking skill ကိုအသေးစိတ်တောင်းပြီးကြည့်မယ်ဆိုရင်တော့ဒီအကွာဝေးထိန်းပြီးတော့မှ ဒါထိချက်အသာစီးပုံစံမျိုးနဲ့ဒါပြန်ဖက်တူကိုဒါအနိုင်ရယူတတ်တာမျိုးတွေ့ရတယ်ပေါ့နော်။နောက်ပြီး DeFi တောင်းကိုကျွန်တော်တို့တွန်းပြီးတော့မှလိလာကြည့်မယ်ဆိုရင်တော့ဒါသူ့ရဲ့ဒီကစားပုံရပြောမယ်ဆိုရင်ဒီအောက်ခြေကန်လိုက်ဒါထောက်လက်တီးတီးထောက်လိုက်ပုံစံမျိုးနဲ့ဒါရှင်ပြန်ကစားရတယ်ဆိုပေမဲ့ဒီ Hammerman ပိုင်းအရာပြောမယ်ဆိုရင်တော့ဒါတော်တော်လေးကောင်းတဲ့ fighter တူလို့ပြောလို့ရတယ်ပေါ့နော်။ဒါ Hammerman ကောင်းတဲ့အချက်ကြောင့်ပဲသူ့အနေနဲ့ဒီ gap ပိုင်းကိုကျွန်တော်ပြောမယ်ဆိုအရင်ကြီးဒီ view site တဲ့အနေအထားမျိုးမရှိဘူးဒါ gap ကို ချပြီးတော့မှဒါအရှင်ပြန်ကစားလေးရှိတဲ့ fighter တူဖြစ်နေတယ်ပေါ့နော်နောက်ပြီး defender က graphics key ပိုင်းမှာလဲဒါတော်တော်လေးကောင်းတဲ့ fighter တူဆိုတော့ကိုကျွန်တော်သူ့ရဲ့ဒီပွဲစဉ်တွေကိုကြည့်ရှုမယ်ဆိုရင်ဒါသိမြင်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ Natalia Silva ကတော့ဒါ flyweight တန်းမှာဒါအကောင်ကတော့ပြောမယ်ဆိုရင်တော့ဒါတခြား fighter တွေနဲ့ဆိုင်တော့ဒါတီးတယ်ဒါပေမဲ့လည်းဒါသူ့ရဲ့ဒီလှုပ်ရှားမှုအရာဒီကျွန်တော်တို့ဒီထိချက်တွေအရာကျွန်တော်တို့အသေးစိတ်လေ့လာကြည့်လိုက်မယ်ဆိုရင်တော့ဒါတစ်ဖက်က ဒီ Alasan Grasso ဆိုတဲ့ fighter ထဲမြန်နေတာမျိုးတွေ့ရတယ်ပေါ့နော်။ဒါအားနည်းချက်ဆိုလို့တခုပဲရှိတယ်။ဒီလက်တီပါဝါလောက်ပဲပြောမယ်ပေါ့နော်ဒီအတွက်ကြောင့်မို့ဒီပွဲစဉ်မှာကအလက်ဆာဂရက်ဆူအနေနဲ့နာသန်လီယာကိုဒါဝင်လုံးပြီးတော့မှဒါဖိထိုးတဲ့ပုံစံမျိုးနဲ့ဒါရှင်ပြန်ကစားသွားဖို့အရေးကြီးတယ်ပေါ့နော်အဲ့တော့ဒီလိုပုံစံမျိုးမကစားနိုင်ဘူးဆိုရင်တော့ဒါသူ့အနေနဲ့တိတ်တော့မလွယ်ဘူးဒါတစ်ဖက်ကဒီနာသန်လီယာစီဗာကဒီစတန်ဖိုက်ပိုင်းမှာပေါ့နော် ာလက်စားကရက်စကိုဒါကောင်းကောင်းဒုက္ခပီးနိုင်တဲ့ဒီအနေအထားမျိုးတွေရှိနေတယ်ပေါ့နော်အဲ့တော့ fighter နှုတ်ဦးစလုံးကတော့ကျွန်တော်ဒါလုံးဝကိုဒါ fighter ကောင်းနေဖြစ်ကြတယ်ဒါ alessa grasso ဆိုရင်တော့ဒါပြည်သက်တွေအလုံးသိရှိခဲ့ကြပြီးတာဖြစ်တယ်ပေါ့နော်ဒါ champion ခပ်ပတ်မှာကျွန်တော်ဒီရယူနိုင်ပြခဲ့တဲ့အထိဒါဆွမ်းဆောင်ပြီးတော့မှဒါခပ်ပတ်လွတ်လွတ်ပြီးလိုက်ရတယ်ပေါ့နော်အခုတစ်ခေါက်မှာလဲဒါ natalia ဒါ siva ဆိုတဲ့ fighter နဲ့ champion ထူးတက်သွားမယ့်အချိန်ဒါသူ့အတွက်ကပြောမယ်ဆိုရင်တော့ဒါလွယ်မယ်လို့ ထင်ထားပေမဲ့လည်းဒါပိုပြီးတော့မှလာခက်ခဲနေတယ်ဗောနော်အဲ့တော့ဒီပြိုင်ဖက်ဖြစ်တဲ့နာသလီယာစီးပါကဒီအလုံးထဲအပိုင်းအရာမှာဒါလက်ဆာဂရက်ဆူထက်ကျွန်တော်တီးတယ်ဆိုပေမဲ့ဒါသူ့ရဲ့လှုပ်ရှားမှုကဒါတော်တော်လေးကိုမြင်တဲ့အနေအထားမျိုးရှိတယ်ဗောနော်အဲ့တော့ဒီအနိုင်ရှုံးနဲ့ပတ်သက်ပြီးခံမှန်ရမယ်ဆိုတော့ဒါကျွန်တော်အနေနဲ့ကတော့ဒီအလက်ဆာဂရက်ဆူကိုပို့ပြီးတော့မှသဘောကျမိတယ်ဗောနော်အဲ့တော့ဒီဘွေးစင်မှာဆိုရင်တော့ဒါသူ့ရဲ့ ဒီအလုံးထဲပေါ်တော့ဒါ reach အသာချက်ကိုကျွန်တော်တို့အကူပြီးတော့မှဒါပြန်ဖက်ကိုဒီမြေပြင်မှာကျွန်တော်တို့ဒီထိမ့်ချုပ်ပြီးတော့မှဒါထူထောင်ပြီးတော့မှကစားသွားနိုင်မယ်ဆိုတော့ဒါအနိုင်ရရှိသွားနိုင်ချေတော့များတယ်ပေါ့နော်အဲ့တော့သူ့အနေနဲ့ဒါဘလိုပုံစံမျိုးနဲ့ပွဲကိုချင်းကက်သွားမလဲဆိုတော့ကတော့ဒါတကယ့်ကိုစိတ်ဝင်စားတယ်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒါသူ့ကိုအစောပိုင်းမှာကျွန်တော်ပြောခဲ့တယ်လို့ပဲပေါ့နော်ရှင်လုံးပြီးတော့မှဒါမြေပြင်မှာထိမ့်ချုပ်ပြီးတော့မှဒီချုပ်ွက်ပုံဖုံနဲ့ပုံဖော်ပေါ့နော်ချုပ်ွက်ပုံဖော်လို့မရရင်လဲဒါအသာစီးပုံစံမျိုးနဲ့ဒါရှင်းပြန် ကစားသွားစီခြင်းနဲ့ပေါ့နော်။ Okay ဒါဆိုရင်နောက်ထပ်တကိ့ကိုစိတ်ဝင်စားစရာကောင်းတဲ့တွဲဆိုင်ဒီဇိုင်းကိုတွောင်းလိုက်ရအောင်ပါ။အဲ့တော့ဒီတွဲဆိုင်ကတော့ဒါ ranking ကျွန်တော်တို့7မှာရက်တည်နေတဲ့ဒါ Brazil ကဒါ Juicy A2 ဆိုတဲ့ဒါ Canon Fighter G တူဒါ Champion Hound တူနဲ့ ranking 15မှာရက်တည်နေတဲ့ Canada Fighter တူဖြစ်တဲ့ Iman Zahambi တို့ဒါရှင်ပြန်ထုတ်တက်တော့မှာဖြစ်တယ်ပေါ့နော်။အဲ့တော့ Juicy A2 ကတော့ဒါပြည်သက်တွေတရှိ ချပြီးသားအတိုင်းပဲဒါသူကတော့ Brazil က fighter တူဖြစ်တယ်ပေါ့နော်အဲ့တော့ UFC မှာဆိုရင်တော့သူ့အနေနဲ့ဒါအနာယူသွားခဲ့ပြီးတော့မှတကြော့ပြန်တန်စကန်ထဲကိုပြန်ဝင်လာခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီ featherweight နန်းချဘရင်ကြီးတူဖြစ်တဲ့ Jose Aldo ကတော့ bantamweight တန်းမှာပြောရမယ်ဆိုရင်တော့ဒီအလေးအချင်းရှိနေတဲ့ fighter တူပေါ့နော်အထိုင်ကျနေတဲ့ fighter တူလို့ပြောလို့ရတယ်အရင်တော့ကဆိုရင်တော့ဒါ Jose Aldo ကဒီ Mario ဒါ Batista ကိုရှုံးနိမ့်ထားခဲ့တယ်ပေါ့နော် ဲ့ဒီပွဲမှာဒါသူ့အနေနဲ့ရှုံးနေသွားခဲ့ရတယ်ဆိုပေမဲ့ဒီဆွမ်းဆောင်ရဲ့အရာကျွန်တော်သွားပြီးလေ့လာကြည့်လိုက်မယ်ဆိုရင်တော့ဒါအရင်ကြီးမညံ့နေဘောနော်အရင်ကြီးကျသွားတဲ့အထဲမှာလည်းမပါဘူးအဲ့တော့ကြည့်လိုက်မယ်ဆိုရင်တော့ဒီဂျူစီအဲဒူကတော့မှဒါအနေငယ်လေးဒါတာနေတဲ့အနေထားမျိုးတွေရှိနေတယ်ဘောနော် ဲ့တော့ဒီအမှတ်ပေးဒိုင်တွေရဲ့ဒီအဆုံးဖြတ်ကြောင့်ဒါဒါရှုံးနေသွားခဲ့ရတာဖြစ်တယ်အဲ့တော့ဂျူစီအန်ဒူကဒါပြောရမယ်ဆိုရင်တော့ဒီအကောင်းဆုံးအချိန်ကိုဒါကျော်လွန်သွားခဲ့တယ်ဆိုပြီးမဲ့လေဒါသူ့ရဲ့ဆွမ်းဆောင်ရည်အရပြောရမယ်ဆိုရင်တော့ဒါ UFC မှာဒီအလေအလက်တန်းစားဒီဆွမ်းဆောင်ရည်အနေထားမျိုးတာရှိနေတယ်ဆိုတာမျိုးကိုကျွန်တော်တွေ့နေရသေးတယ်ဗောနော်အဲ့တော့ဒီတစ်ဖက်က Iman Zahabi ဆိုတဲ့ဒီ Canada Fighter ကတော့ ဒါသူ့အနေနဲ့ဒါမိခင်နိုင်ငံမှာဒါရှင်ပြန်ကစားတွားရတဲ့အတွက်ကြောင့်မို့သူ့မှာဒါအာသာချက်တွေရှိနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီကနေဒါဖိုင်တာတို့ဖြစ်တဲ့ Iman Zahan B ရဲ့ဒါဆွမ်းဆောင်မှုလိလာကြည့်လိုက်မယ်ဆိုရင်တော့ဒါအတွေ့အကြုံအရပြောမယ်ဆိုရင်တော့နည်းသေးတယ်ဆိုပေမဲ့သူ့အနေနဲ့ဒါပွဲဖြတ်နိုင်မှုမှာဒါအာသာချက်တွေရှိနေတယ်ပေါ့နော်အဲ့တော့ဒီပီချေလက်ချေရှိတယ်ဒီပောက်ကွဲအားတွေကျွန်တော်တွားပြီးကြည့်လိုက်မယ်ဆိုရင်တော့ဒါတော်တော်လေးပြင်းထန်တဲ့ဖိုင်တာတို့ဖြစ်တဲ့အပြင်ကမှာ ဒါပြိုင်ဖက်တွေကိုသူ့အနေနဲ့အခွင့်ရရရင်ရတယ်လို့ဒါပွဲသိမ်းနိုင်တဲ့ဒါဆွမ်းဆောင်ရည်ကောင်းမျိုးတွေဒါရှိနေတယ်မနော်အဲ့တော့ juicy edo ကဒါအစောပိုင်းမှာဒါသူ့အနေနဲ့ဒီ fighter ကိုဒါတော်တော်လေးကိုဒရီထားပြီးတော့မှဒါရှင်ပြန်ကစားသွားဖို့လိုအပ်တယ်တကယ်လို့ဒါဒီပွဲမှာ iman zahambi အနေနဲ့ juicy edo ကိုဒါဝင်လုံးမယ်ဆိုရင်တော့ဒါတို့အနေနဲ့လွယ်ကူတဲ့အနေအထားမျိုးဒါရှိမနေဘူးပေါ့နော်အဲ့တော့ juicy edo ကကျွန်တော်အကောင့်လာတီးတာပြောမယ်ဆိုတော့ဒါ wear round up ဖြစ်ပြီးတော့မှဒါအကွက် စုံတဲ့ဖိုက်တာတူဖြစ်တယ်။ဒါပေမဲ့ဂျူစီအေဒူအတွက်တခုစိုးရင်စရာရှိတာကဒါတစ်ဖက်ပြန်ဖက်အီမန်ဇာဟာဘီရဲ့ဒီတစ်ချက်ကောင်းပါပါဘောနော်။အဲ့တော့ဒီတစ်ချက်ကောင်းကျွန်တော်ပါဝါပန့်ချ်ကိုမိသွားမယ်ဆိုရင်တော့ဒါဂျူစီအေဒူကလည်းဒါအလဲထိုးပုံစံမျိုးနဲ့ ဒါရှုံးနှိမ့်တွားရနိုင်ခြင်းရှိတယ်ပေါ့နော်အဲ့တော့ဒါအရေးကြီးဆုံးကတော့ဒါပေပွဲစဉ်ပဲနေနေပေါ့နော်ဒါလုံးဝဒါအမားကြီးကျွန်တော်လုံမိတွားလို့မရဘူးဒါမထင်မဲ့ထားတဲ့အနေထားကနေပြီးတော့မှဒါအရှုံးပြီးခံရတွားနိုင်ခြင်းရှိပါတယ်အဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်အမြင်ကိုပြောရမယ်ဆိုရင်တော့တကယ်လို့ဒါကျွန်တော်အစောပိုင်းမှာပြောသူလူပဲဂျူစီအဲတိုးအနေနဲ့ဒါအမားမလုံမိခဲ့ဘူးဒါအလဲထိုးကျွန်တော်တစ်ချက်ကောင်းပါဝါကိုဒါအထိမခံရဘူးဆိုရင်တော့ဒါသူ့အနေနဲ့ဒီပွဲစဉ်မှာ ဒီတတိဆဖိုင်တာတူဖြစ်တဲ့အီမန်ဇာဟာဘီကိုဒါအနိုင်ရယူသွားနိုင်ခြင်းရှိတယ်ဗောနော်အဲ့တော့ချုံပြီးပြောလိုက်မယ်ဆိုရင်တော့ဒါဂျူစီအဲဒိုကအနိုင်ရယူသွားနိုင်ခြင်းရှိတယ်ဂျူစီအဲဒိုကိုတော့ဒါပို့ပြီးတော့မှဒါသဘောကျမိတယ်ဗောနော်ပရိသတ်တွေအနေနဲ့ရောဒီတွဲဆိုင်နဲ့ပတ်သက်ပြီးဒါဘယ်လိုမျိုးထင်မြင်ထားတယ်လဲဒီအောက်ကကွန်မန့်မှာလဲဒါဝင်အောင်ဆွေးနွေးတော့ပြလို့ရပါတယ်โอเคဒါဆိုရင်ကျွန်တော်နောက်ထပ်